ဲအားလုံးပဲမင်္ဂလာပါကျွန်တော်လလံမေးကြတယ်စီရေးကြောင်းလေးပြောပါကျွန်တော်လာပဲကျွန်တော်စီရေးကြောင်းနေမပြောဘူးလို့ကျွန်တော်ပြောတာလားအဲ့တော့စီရေးကြောင်းသိကျင်တယ်မလားကျွန်တော်ဘက်ခြမ်းသတင်းဆိုရင်မယုံပါဆိုလို့အဲ့တော့ BBC ကပြောတဲ့သတင်းကိုကျွန်တော်တော့ပြပေးမယ်အဲ့တော့သတင်းလေးနားထောင်လိုက်နော်သတင်းလေးနားထောင်လိုက်မရီယာအနောက်ချမ်းကိုစစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်တော်လိုင်းတပ်ဖွဲ့တွေစုခွာပေးနေရတယ်လို့ဒေသခံတွေကပြောကြပါတယ် ဒေသခံတွေကပြောတယ်တဲ့မရေအနောက်ချမ်းကိုတက်မတော်ကထိုးစစ်စင်နေလို့တော်လိုက်တက်နေဆုတ်ခွာပေးနေရတယ်တဲ့ဒါကျွန်တော်ပြောတာမဟုတ်ဘူးနော်အဲဒီဘက်ကဘောမာတွေပြောတာမဟုတ်ဘူးနော် BBC ကပြောတာပါခင်ဗျာ BBC ကပြောတာပါနော် BBC ကပြောတာပါအဲ့တော့ကျွန်တော်ပြောတာလေးတွေနည်းနည်းပြန်ပြောမယ်မြမတက်မတော်ကနော်ရှမ်းမြောက်ကိုလည်းတင်ပြီးသွားပြီကရားတွေလည်းတင်ပြီးသွားပြီအကုန်တင်ပြီးသွားပြီနော်အဲကိုကန်လည်းရပြီးသွားပြီဘောမာပြီတောင်းပလောင်လည်းဘောမာသွားပြီအဲ့တော့ဒီမကြခင်မှာ စကိုင်းကိုထိုးစစ်ဆင်မယ်လို့ကျွန်တော်ပြောခဲ့တယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့အခုကြည့်ကြည့်အောင်စကိုင်းလေးကိုထိုးစစ်ဆင်မလားမစင်သေးဘူးလားနော်အဲ့တော့ BBC ကပြောတဲ့သတင်းလေးကိုနားထောင်ကြည့်အောင်ခင်ဗျားတို့အနည်းဒီအများစုနားထောင်နေ BBC သတင်းလေးပါနော် BBC ကတော့အဲခင်ဗျားတို့ဘက်ကချမ်းသာသူတွေဆိုတော့တို့ကတော့တို့သိတဲ့သတင်းကိုအမှန်တိုင်းတင်ပြပါသေးကြတယ်အဲ့တော့ BBC ကဘာထက်ပြောလဲထက်နားထောင်ကြည့်မယ်ဖိလစ်ပိုင်နိုင်ငံမှာတိုင်ဖွန်းမိုနိုင်ကာမီကြီးကြောင့်လူတရာကျော်မတရားငဆလို့ ဒေါ်လာရေးတက်ဖွဲ့တွေအားကောင်းတဲ့ဒေတာတွေတင်သားမကစကိုင်းတိုင်းတွေကရွှေဘိုးနဲ့ဒေတာတွေကလည်းစစ်တပ်ကဖိအားပေးတိုက်ခိုက်မှုတွေလုပ်နေပါတယ်ဟာကဲဒေါ်လာရေးတက်တွေအားကောင်းတဲ့ရွှေဘိုးတွေပါတွေပါစစ်တပ်ကတကူထိုးစစ်ဆင်နေပါပြီတဲ့နော်ကျွန်တော်ပြောခဲ့တယ်နော်တက်မတော်ကရခိုင်ဦးတော့သူထားခဲ့မှာနော်ဒီဘက်အချမ်းဥစားတွေအကုန်ယူမှာအကုန်လုံးယူမှာနော်တက်နိုင်သလောက်အကုန်ယူသွားမှာ ရခိုင်ဦးလို့ထားခဲ့မှာပါဖြစ်လို့လေဆိုရခိုင်ကအရေးသုံးရေးကရှိနေတယ်အဲစီရေးရခိုင်အပြတ်မတိုက်ဘူးအမျိုးတွေဖြစ်နေလို့ကိုယ်နိုင်ငံသားတွေဆိုစီရေးရရှိတယ်အဲ့တော့ तू အပြတ်တိုက်ခြင်းမတိုက်ခြင်းကအရသာအစိုးရနဲ့ပဲဆိုင်တယ်နော်အရသာအစိုးရကို decision maker သူထားပေးမှာ तू မလုပ်ဘူးရခိုင်ရေးကနောက်တစ်ခါဘာလဲဆိုရင်လူမျိုးရေးနော်ရခိုင်မှာရိုဟင်ဂျာတွေတောင်းကျမ်းနေတယ်နော်ရိုဟင်ဂျာတွေတောင်းကျမ်းနေတယ် IAS ဆိုတဲ့ရိုဟင်ဂျာတွေတောင်းကျမ်းနေတယ် လူမျိုးရေးရှိမယ်နောက်တကနေမြေရေးအဲ့တော့ဘူးသီးတော်မောင်းတော်ကိုကုလသမဂ္ဂနဲ့ပေါင်းပြီးတော့ရိုဟင်ဂျာတွေနေမြေနော်လူမျိုးနေမြေတခုရိုဟင်ဂျာနေမြေလူမျိုးရိုဟင်ဂျာရိုပီနယ်တခုနဲ့တတ်မှတ်ဖို့ဆိုပြီးနေမြေဆိုပြီးဒီလိုဒုက္ခအရေးသုံးရေးရှိတဲ့အတွက်ကြောင့်တတ်မတော်ကရက်ခိုင်ကိုဒီအချိန်မှာအလုံးဝအပြတ်တိုက်မှာပေါ့ရွေးကော်ဝဲပြီးမှအယတအဆိုးရကဆက်ပြီး decision ချရပါအဲ့တော့ဒီအချိန်မှာတော့ဘာဖြစ်လဲဒီဘက်ရဟဥစ္စာတွေတတ်မတော်ကအကုန်လုံးတတ်နိုင်တဲ့မြန်ရအောင်ယူပေးသွားလိမ့်မယ်အဲ့တော့ ကျွန်တော်တို့ရွှေဘိုကို စတင်ပြီးတော့ကျွန်တော်ဝင်နေပြီเนาะဒီတင်မဟုတ်ဘူးကျွန်တော်တခြားသတင်းမှာလည်းတွေ့တယ်အဲ့ဒီခစ်တဲ့ဘက်ကရွှေဘိုမှာဘာဖြစ်တယ်ညာဖြစ်တယ်နေပြောနေတယ်เนาะလေရင်နဲ့ခြာလေရင်နဲ့ခြာတာတိတာထပ်နားထောင်ကြည့်မယ်เนาะဒီအကြောင်းမင်းမို့ကပြောပြပေးမှာပါโอเคမန္တလေးတိုင်းထဲကတော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့တရားငစုံဘက်တွေမှာလည်းရှားတယ်နော်ရှင်ဘက်ကထိုးစစ်တွေကိုအင်တိုက်အားတိုက်ပြီးပြီးအချို့နေရာတွေမှာကာကွယ်တပ်ဖွဲ့တွေဘက်ကစုပ်ပေးရတာတွေရှိနေတယ်လို့တော်လိုင်း မင်းတို့ပြောတော့မင်းတို့နိုင်နေပြီဆိုမင်းတို့ပိုင်တဲ့နေရာတစ်ခုမှမရှိတော့အကုန်လုံးနောက်ဆုတ်သွားပြီမင်းတို့နောက်ဆုတ်တော်ရက်ရောက်ပြီဗရက်ဖြစ်ပြီတဘုံဖြစ်ပြီမင်းတို့ကတဘုံဖြစ်ပြီဘာမှမပိုင်တော့ဘူးမင်းတို့မင်းတို့ပိုင်နေပြီဘာမှမရှိတော့ဘူးဒီဒီစင်မမှာမြို့ပေါင်းတရာကိုရွေးကောက်ပွဲကျင်းပါမယ်တလပိုင်း၁၇ရက်နေ့မှာနောက်ထပ်ဒုတိယကြိမ်ရွေးကောက်ပွဲထက်ကျင်းပါမယ်နော်မပူနဲ့မင်းတို့ပိုင်တာဘာမှမရှိတော့ဘူးမင်းတို့ပြောတော့နေပြီးတော့ပဲကြံတော့တာဆိုအဲအကုန်လုံးကနတ်ဆက်ကအကုန်ယူထားပြီးပြီအခုနောက်ဆုံးမင်းတို့ရဲ့ဗမာတဘုံနယ်မြေကိုသိမ့်မယ်ကိုကြံတော့တယ်တိုင်းသားနယ်မြေအကုန်လုံးကတတ်မလို့အကုန်လုံးပြန်ယူပြီးွားပြီး ကယ်ဆက်နားထောင်မယ် data တွေနဲ့နီးစပ်သူတွေရော data ခံတွေကပါ PPC ကိုပြောပါတယ်။မကြခင်ကျင်းပဖို့ရှိနေတဲ့စစ်တပ်ရွေးကောက်ပွဲကျင်းပမယ့်နေရာတွေထဲမှာဗရီယာမျိုးနယ်ကိုထည့်သွင်းထားပြီးငဆုံးမျိုးနယ်ကတော့ရွေးကောက်ပွဲမကျင်းပနိုင်တဲ့56မျိုးနယ်ထဲမှာပါဝင်နေပါတယ်။အဲ့ဒီမျိုးနယ်တွေကိုစစ်ကော်မရှင်ဘက်ကအရေးပေါ်ကာလနဲ့ဆေးအုပ်ချုပ်ရေးနောက်ထပ်ရပ်ပေါင်း90ကျင်းပထားပါတယ်။ မန္တလေးမြို့နယ်ထဲမှာတော့ဒေတာခံ PDF တက်တွေထိန်းချုပ်ထားတဲ့ပုံကုန်းကြောက်တရားမြကန်သာစားရမြို့နယ်တွေကိုပြီးခဲ့တဲ့ဇူလိုင်အတွင်းကစပြီးထိုးစစ်တွေရှိနေပြီးစစ်တပ်ဘက်ကနေနေချက်တွေမှုတွေကိုစက်တိုက်လုပ်လာနေတယ်လို့ဒေတာခံတွေကပြောပါတယ်မန္တလေးဝမ်းသာလိုက်တော့ဝမ်းသာလိုက်တော့ထိုးစစ်စင်ပြီဆိုတော့မင်းတို့အနိုင်မရှိဘူးမင်းတို့မပြောတော့မင်းတို့ရဲ့ဘိုးတော်ကြီးတွေမင်းတို့ရဲ့ဘိုးတော်ကြီးတွေဟော နော်ပလောင်နေလည်းမနိုင်ဘူးကိုကန့်နေလည်းမနိုင်ဘူးနော်ဝါးနေလည်းမနိုင်ဘူးအကုန်လုံးကဘောပဲမားတာမင်းတို့ကလည်းတော့ပြောမနေနဲ့တက်မတော်ကထိုးစစ်စင်ပြီဆိုတော့မင်းတို့စခွက်ပြောက်ပြီမင်းတို့စခွက်ပြောက်ပြီအနေရဲစစ်တဲ့နေရာတိုးယူလာမှုတော်လိုင်းတက်တချို့ဆုတ်ခွာပေးရတယ်ဆိုတာနဲ့ပတ်သက်လို့မင်းတို့ပြောတော့မဆုတ်ဘူးဆိုအသေးကံမိတိုက်မယ်ဆိုအခုလဲမကုန်းနေမှာမင်းတို့ထိုင်ဆောင်နော်ထွက်မပြင်းနဲ့နော်900တန်နေလာမယ်1000တန်နေလာမယ်2000တန်နေလာမယ် နော်အဲဆက်တက်လေဒီတွေလာမယ်ထွက်မပြေးနဲ့နော်ဦးတို့အသေးခံနော်ထွက်မပြေးနဲ့နော်အထွက်ပြေးတဲ့ကောင်မိန်းမတွေပဲထွက်ပြေးတဲ့ကောင်မိန်းမတွေပဲထွက်မပြေးနဲ့အဲ့ဒီမိုးကုန်းတွေမိုးမထိုင်နော်မင်းတို့တနက်ဖောက်လို့ရမလားကကြည့်နေမိုးကုန်းမိုးကုန်းနော် မန္တလေး PDF UVC ကစတင်မြင်မြန်ဖို့စူးစမ်းနေစေပါ။မရေအမျိုးနယ်မြောက်ဖက်နဲ့အရှေ့မြောက်ဖက်နေရာတွေဟာတော်လိုင်းညာစုတွေဘက်ကထိန်းချုပ်ထားတာဖြစ်ပြီးလက်ရှိမှာတော့စစ်တပ်ရဲ့ထိုးစစ်တွေကြောင့်နှစ်ဖက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေကြတယ်လို့ဒီကနေ့မှလည်းလက်နက်ကြီးပစ်ခတ်တံတွေကြားနေရတယ်လို့ဒေတာခန့်တဦးကပြောပါတယ်။စစ်တပ်ဘက်ကနေမြေစိုးမမှုတွေပုံမလုံးလာနိုင်တာနဲ့ပတ်သက်လို့ဒေသခံတအုပ်ပြောတာကနေမြေစိုးမမှုပုံမှာတော့ ့ဟိုဘက်ကစုပ်ပုံးနေမျိုးကိုပြန်နေပြီးတော့ဖုန်းနေရလို့တော့တရင်ရတာပဲပထမတော့ကျွန်တော်နဲ့နေရနေရညမိုင်လောက်ဝေးတယ်ခုကျတော့သက္ကသကျိုးစစ်ဆင်ပြီးတော့ညနေချက်ချက်ဝါတဲ့ခါကျတော့ကျွန်တော်တို့နဲ့တော့၆၀မိုင်၇၀မိုင်လောက်ဝေးတဲ့နေရာရောက်သွားတော့ပေါ့ကျွန်တော်တို့အဲ့မရရာရဲ့အရှိမြောက်ချမ်းပေါ့အဲ့လိုပြောနေမြောက်ချမ်းပေါ့အဲ့လိုလေးပြောလို့ရတာပေါ့တစ်ခါနဲ့တစ်ခါတော့ဖြစ်နေကြတာပဲလေအခုတော့ဒီသာရင်းတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့လက်နက်ကြီးနဲ့ဘာရမလဲကွာမင်းတို့ရဲ့အရသားတွေနေရဆုတ်ခွာထွက်ပြေးနေကြရတယ်လို့သိရပါ